လူတိုင်းမှာသူနဲ့ထိုက်တန်တဲ့နေရာတနေရာကရှိပြီးသားပါလူတွေကနေရာပေးခြင်းနေတာတခုတော့ရှိတယ်လူတိုင်းဟာထိုက်တန်တဲ့နေရာကိုရကြတယ်လူတွေကဘလို့နေရာမှာထားလို့ရှိတယ်လဲအဲ့ဒီတတ်မှတ်မှုကကို့အပေါ်ပဲတည်တယ်ကို့အလုပ်အပေါ်ပဲတည်တယ်ကို့လောက်ရကအများအတွေ့အထောက်အကူဖြစ်ရင်အများကကို့ကိုလိုလားမယ်နေရာပေးမယ်လူရဝင်မယ်အဲ ကရောင်းတောင်းပေါင်းတောင်းဆိုရင်တော့ကိုကိုခေါ်ခြင်းပြောခြင်းနဲ့သူတောင်းရှိမှာမဟုတ်ဘူးကိုကအပြင်အလုပ်တစ်ခုလုပ်တယ်အောင်မြင်တယ်နေရာပေးကြလိမ့်မယ်ကိုကဆက်မလုပ်တော့ဘူးဆိုရင်ကိုကိုအရင်လိုနေရာပေးမှာမဟုတ်တော့ဘူးဒါတဘာဝပဲလူရဆက်ဝင်ခြင်းနဲ့ဆိုရင်တော့တခုခုလုပ်ရမှာပဲနေရာတခုရအောင်စူးစမ်းရမှာပါပဲဒါကြောင့်နေရာတခုလိုခြင်းရင်ကိုက အများအတွက်အထောက်အပံ့ပြုနိုင်တဲ့အလုပ်တစ်ခုခုလုပ်ရမယ်မလုပ်ရင်ဒါမှမဟုတ်မလုပ်တော့ရင်တော့နေရာမရှိဘူး